ခုဒီနေ့ချမ်းပါရတော့ဆလာနံပါတ်65ဖြစ်ပါတယ်။ခန်းကြီး65အငယ်1မှ4အိုးဖျားသခင်ဇီးအုံမျိုး၌ကိုရော့ရှိမှငြိမ်ဝတ်စွာနေ၍ချီးမွမ်းရပါ၏။ကိုရော့အားလည်းတစ္ဆာဝတ်ကိုဖျားပါ၏။ပတ္ထနာစကားကိုနားထောင်တော်မူသောဖျားကိုယ်တော်ထံသို့လူသားအပေါင်းတို့သည် ချင်းကရကြလိမ့်မည် မတရားသောအမှုသည် အလွန်များ၍ အကျွန်ုပ်ဒီမတတ်နိုင်ပါသို့တော်လေအကျွန်ုပ်တို့ ပြမှချင်းအပြစ်များကို ကိုတော်ဖြေရှင်းတော်မူမည်တိုင်းတော်အတွင်း၌နေ၍အထံတော်တို့ချင်းကပ်စေခြင်းဟာကိုတော်ရွေးကောက်တော်မူသောသူသည်မင်္ဂလာရှိပါ၏တန်ရှင်သောဗိမာန်တော်ဒီဟုသောအိမ်တော်၌ကောင်းသော အရာတို့နှင့် အကျွန်ုပ်တို့သည်ဝါပြောကြပါစေသောအငယ်ငါမှကို အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဖျားအကျွန်ုပ်တို့၏ပတနာကိုနားထောင်၍အံပွေသောအမှုတို့ကိုတရားတော်နှင့်အညီပြတော်မူ၏ကိုရိုဒီဝေးစွာသောမြေကြီးစွန့်နှင့်ပင်လယ်စွန့်တို့၌နေသောသူတို့၏ကိုးစားရာဖြစ်တော်မူ၏ကိုရိုဒီတကိုးနှင့်ပြည့်စုံသဖြင့်အာချီ၍တောင်မြန်းကိုတည်စေတော်မူ၏သမုတ်တရားမြည်တံလှိုင်းတဘိုးဟုံးတံ လူတို့ယုံရင်ခတ်တံများကိုလည်းငြိမ်းစေတော်မူ၏အဝေးဆုံးသော အရတ်တို့၌နေသောသူတို့သည် ကိုရောဤနမိတ်များကိုမြင်၍ကြောက်ရွံ့ကြပါ၏နေထွက်ရာအရတ်နှင့်နေဝင်ရာအရတ်တို့ကိုရှင်လန်းစေတော်မူ၏မြေကြီးကို အကြည့်ရှုကြွလာ၍မိုးကိုများစွာရွာစေလျင်ရေနှင့်ပြည့်သောဘုရားသခင်၏မြစ်အားဖြင့်အလွန်ကျွယ်ဝစေတော်မူ၏ ထိုတို့မြေကိုပြုပြင်ပြီးမှမြေသားတို့အဖို့စပန်းကို ပြုပြင်တော်မူ၏။အငယ်တစ်စဲမှဆတ်တုံးမြို့ရိုးတို့ကိုဆိုဆွတ်စေ၍လယ်ပြင်ကိုတင်ကြီးသည်စီရင်ပြီးမှမိုးရွာသောအဖျင်းပြော့စေ၍ပေါက်သောအပင်များကို ကောင်းချီးပေးတော်မူ၏။နှစ်တို့ကိုခြေဆုတော်နှင့်ပတ်ရတော်မူ၍ ခြေတို့ရာတို့သည် စီဥယုတ်ကြပါ၏တာယာသောတောအရတ်တို့လည်းယို၍တောင်တို့သည်လည်းပီတိခန်းစည်းနှင့်စည်းလျက်ရှိကြပါ၏ကျက်စားရာအရတ်တို့သည်တိုးဆိတ်စုတို့နှင့် ပြည့်စုံလျက်လေပြင်တို့လည်းစပန်းပင်နှင့် လွှမ်းမိုးလျက်ရှိ၍ကျူးအေးသောအတန်နှင့်တည်ခြင်းဆိုကြပါ၏အဲတော့ဂျပန်မှာပြန်ကြည့်ကြမယ်ဘိုင်ဘိုင်